ဟမ်းမမီလာတော့မသိဘူးဟိုတလောလုံးက CMF ဖုန်းဝမ်းအကြောင်းကိုကျွန်တော်တို့ဗီဒီယိုတစ်ခုလုပ်ခဲ့တယ်ဗောနော်အရန်တန်နေပြုတ်ဝဲလိုက်ဆိုပြီးတော့ဗီဒီယိုလေးလုပ်ခဲ့ cashback ၄သိန်းရထားတဲ့၈သိန်းဆိုတဲ့ဈေးမှာတကယ်လည်းအဲ့ဖုန်းကမတရားတန်နေတာငင်းလို့မရဘူးဆိုတော့ ် CMS ဖုန်းတိုင်းကတန်မှလာအင်း CMS ဆိုရယ် brand ဆောင်းကောင်းတာလားအဲ့လိုလည်းမဟုတ်ဘာလို့လဲဆိုတော့အခု CMS ကအစ်ထွက်ထားတဲ့ Phone 2 Pro ကတော့လောလောဆယ် promotion မရှိတဲ့ထွက်ခါစားအချိန်မှာအဲ့လိုမျိုးပြင်ညှို့လို့ရနေတဲ့ဖုန်းမဖြစ်နေဘူးဒါက CMS Phone 2 Pro ဒါမှမဟုတ် Nothing 3A နှစ်ခုတည်းဟာတစ်ခုကိုစမ်းသုံးပြီးတော့ကြိုက်တာဝယ်ဖို့ဆုံးဖြတ်ထားတဲ့လူတယောက်စီကထွက်လာတဲ့ content ဆိုတော့ပုံမှန် review တွေထက်နည်းနည်းပိုပြီးတော့ subjective ဖြစ်နိုင်တယ် feeling လေးတွေပိုပါကောင်းပါနိုင်တယ်ပေါ့နော်ဒီဖုန်းကိုဝယ်ဖို့အတွက်ကိုတေချာတလောက်ဖြစ်နေတာဘာဖြစ်လို့မဝယ်ချင်တော့လဲဆိုတာကိုဒီဗီဒီယိုမှာရှင်းပြပေးမယ်နော်ကျွန်တော်တို့ကောင်းကောင်းနားထောင်လို့ရတာပေါ့ဆိုတော့ review နဲ့ပို့ပေးထားတဲ့ဖုန်းပါကိုတော့အားနာပါတယ်ဒါပေမဲ့မတက်နိုင် CMF 2 Pro ရော Nothing 3A ရောကနိုင်ငံခြား reviewer တွေကတော့တန်တယ်တန်တယ်ဆိုပြီးတော့ glorify လုပ်ထားတာဒါပေမဲ့မြန်မာနိုင်ငံ market မှာတော့အဲ့လိုမဟုတ်အထူးသဖြင့်ပေါ့နော်အရန်ကိုတန်တဲ့ Xiaomi တို့ Poco Vivo IQ Honor မျိုးစုံရှိနေတဲ့ Asia market မှာအဲ့ဒီဈေးနဲ့က Nothing UI တစ်ခုကနေလွဲပြီးတော့ Messenger တစ်ခုမှမရှိတဲ့ဖုန်းဖြစ်နေတာအသေးစိတ်ကိုဆက်ရှင်းပြမယ် โอเค TV ရှင်းပြနေကြိုးဆိုပါတယ်ပို့ပြီးတော့ပြည့်စုံသွားအောင် Nothing 3A ဒါမှမဟုတ် CMA Phone 2 Pro နှစ်ခုတည်းကတစ်ခုကိုလဲဖို့အတွက်စဉ်းစားနေတဲ့အကြောင်းလေးကနေပြီးတော့စပြောမယ်အခုဒီ content ကိုရေးနေတဲ့သူက Xiaomi ရဲ့ hardware fan လေးဟုတ်တယ် hardcore fan မဟုတ်မှားပြောတာမဟုတ်တကယ်ကို hardware fan စစ်စစ်အိပဲကဘာဖြစ်လို့ hardware fan လို့ပြောလဲဆိုတော့သူ့ရဲ့ဒီ Xiaomi phone software တဲ့ Mi 5 kit ကလေးကနေပြီးတော့ hardware specs တွေကိုပဲကြိုက်လို့เนาะ Xiaomi China ကိုဝယ်ပြီးတော့ software ကို custom rom နဲ့တင်သုံးခဲ့တဲ့ဘဲမို့လို့တောက်လျှောက်သူက Mi 5 to Mi 6 6 Mi 9 Mi 11တွေကို custom ROM နဲ့သုံးခဲ့ရအောင်နေပြီးတော့အခုနောက်ဆုံးကင်နေတဲ့ boot loader unlock ပိတ်ထားတဲ့ Redmi Note 14 Pro Plus China ကိုဖိအားပြီးတော့သွားဝယ်မိရအောင်နေပြီးတော့ဒီဇလန်ဆအဲ့လိုပဲ custom ROM တင်သုံးမယ်ဆိုပြီးတော့သူကဝယ်လိုက်တာဒါပေမဲ့နောက်ပိုင်း China version တွေကဝယ်မယ်ဆိုလို့ရှိရင် boot loader unlock ကတကယ်ကိုဘလို့မှမရတော့ဘူးလေဆိုရော custom ROM ကတင်မရတော့ဘူးသူခုသုံးနေတဲ့ Hyper OS 2က notification တက်ရှင်တက်တယ်မတက်ချင်မတက်ဘူးတက်ချင်ရင် do not disturb လောက်ထားရင်တော့မှအာကတောင်းကတောင်းနဲ့တက်တယ်ညာအဲ့နေအချင်းအဲ့လိုဖြစ်လို့ရှိရင်တော်တော်စိတ်ညစ်စရာကောင်းတယ်ပေါ့နော် မတက်ချင်ရင် app ကိုဖွင့်ပြီးတော့ထိုင်ကြည့်နေရင်တော့မှ node ကမတက်ဘူးဒီကြားထဲမှာ UI bug တွေကလည်းဘလသက်နဲ့ဘလသက်လားတပြက်လားတပလုံးတပွားပေါ့ဗျာဘယ်လိုခေါ်လဲလားပြင်းနှက်နေတာပေါ့အဲအဲ့လိုမျိုးတွေနဲ့ဆိုတော့ pure android လောက်နီးပါး clean ဖြစ်ပြီးတော့ stable rom နေ custom rom နေကိုတုံးလာတဲ့ဘေးကနှာကက်လာရောအဲ့ဒါနဲ့ပဲ15သိန်းဝန်းကျင်မှာအဲ့လို experience ပြန်ရမယ့် phone ဆိုပြီးတော့ nothing 3a ကိုတော့တွေ့တယ်ဒါပေမဲ့မဝယ်သေးပဲနဲ့ cmf phone 2 pro လေးနဲ့ရှင်ပြီးတော့စဉ်းစားမယ်ဆိုပြီးတော့သူက ဒီဖုန်းကိုသူ review လုပ်ခဲ့တယ်ပေါ့နော်တကယ်လဲရောက်လာတော့နှလုံးစလုံးက reviewer တွေချီးမွမ်းထားတဲ့လောက်ကြီးအဆင်ပြေမနေဘူးတန်မနေဘူးကောင်းမနေဘူးကျွန်တော်တို့ build quality နဲ့ design ကနေစ CMF2 Pro review နဲ့ကိုရပြီးတော့ကင်ကြည့်လိုက်တဲ့အချိန်မှာ hand feeling ကတော်တော်လေးကင်လို့မကောင်းတော့ဘူးတတိထားမိတယ် CMF phone 1တော့ကထက်တော့နည်းနည်းလေးပိုပါသွားတယ်ဒါပေမဲ့ဖုန်းရဲ့အကျယ်ကလက်ထဲမှာ comfortable ဖြစ်ဖြစ်သုံးလို့ရလောက်တဲ့အနေအထားမျိုးမဟုတ် နည်းနည်းလေးကြီးနေလက်ကြီးတဲ့သူတွေဆိုရင်တော့မသိတော့အဲလက်သေးတဲ့သူတွေဆိုရင်တော့ကန်ရတာထောက်ထောက်ကြီးဖြစ်နေလိမ့်မယ်ဒါ ਉਹ မှဒီ Westerner review တွေပေါ့နော်အနောက်တိုင်းသားတွေရဲ့ review မှာသူတို့ကလက်ကြီးနေလို့ဒါကိုတိတ်ပြီးတော့မကောင်းမမြင်တာလားမပြောတတ်ဘူး 3A နဲ့ရှင်ပြောရမယ်ဆိုလို့ရှိရင်တော့ CMM Phone 2 Pro က 0.6mm လောက်ပိုပါတာကြောင့်ရောဒီ down လေးတွေကိုမတိမတားလေးချိုးပေးထားတာကြောင့်ရောနည်းနည်းလေးပိုကင်လို့ကောင်းတယ်လို့ခံစားရတယ်။ဒါပေမဲ့လည်းအဲ့လောက်ပိုပါသွားတာကလည်း 3A လိုမျိုး glyph interface တွေမပါတော့ဘူးဆိုတော့တိတ် ပျော်စရာမကောင်းတော့ဘူးပေါ့ CMF phone 1တုန်းကထက်လဲ0.4 mm လောက်ပိုပါသွားတယ်ဒါလည်းပျော်စရာရေလို့မဟုတ်ဘူးဘာလို့လဲဆိုတော့ CMF phone 1မှာတော့ screw တွေကိုဖြုတ်ပြီးတော့ back cover ကိုစစ်ကြိုက်လဲလို့ရတယ် 3D printer ရှိရင် accessory တွေရှောက်ထုတ်လို့ရတယ် phone 2 pro မှာကျတော့ lens လိုမျိုး wallet လိုမျိုး accessory တွေတက်ရှင်လို့ရှိရင် nothing ကရောင်းတဲ့25ဒေါ်လာတန် universal cover ဆိုတာကြီးတက်တက်ထက်ဝယ်တက်ရတယ်ဝယ်ရလည်းခက်သေးတယ်အဲ့ဒါတက်လိုက်ရင်လဲ CMF phone 1ထက်တော့မှပိုထူသွားသေးတယ်တည်ကြတာကဒီ CMF 2 pro ရောဒီ nothing phone 3a ရောကလက်ထဲမှာကန်ရတဲ့ hand feeling မှာ redmi note 14 Pro Plus ကိုကန်ရတာကိုလုံးဝမရှင်းနိုင်ဘူးအဲ့လိုဖြစ်ရချင်းအဓိကအကြောင်းရင်းကတော့ဒီဖုန်းရဲ့အကျယ်က width ကြီးနေပြီးတော့ကျွန်တော်တို့ Asian တွေရဲ့လက်နဲ့ comfortable မဖြစ်လို့ရယ်ဘေးပေါင်အနားသက်တွေကိုလုံးဝမလုံးပေးထားလို့ရယ်ဆိုတော့ Novo 14 Pro Plus မှာဆိုရင် display ကြီးပေမဲ့ cut ဖြစ်နေတာကြောင့်ရောနော် ratio ကိုခက်ရှည်ရှည်လေးလုပ်ပေးထားတာကြောင့်ရော100ကကန်လို့ရတယ်100ကန်လို့ရတယ်ဆိုတာ compact phone လိုမျိုးအကုန်လက်တစ်ဖက်ထဲနဲ့ကန်လို့ရတာကိုပြောတာမဟုတ်ဘူးလက်တစ်ဖက်ထဲနဲ့ကန်ထားပြီးတော့ Facebook လောက်ပွတ်တာကိုပဲပြောတာဒီဖုန်းမှာဆိုလို့ရှိရင်အဲ့လိုမျိုး Facebook လောက်ကိုပဲလက်တစ်ဖက်ထဲနဲ့သုံးရတာတိတ်အဆင်မပြေတော့ပြီးတော့ဒီ build quality ကတိတ်ပြီးတော့ချစ်ချစ်လေးလေးမဖြစ်နေဘူး the frame ရော back cover ရောက plastic တွေဆိုတော့ cheap ဖြစ်တယ်ဆိုတဲ့ခံစားချက်ကတော့ပုံမှန်နဲ့မျှော်ရင်တော့မရတော့မရဘူးရဲ့ဒါပေမဲ့ metal frame glass pack ဖုန်းတွေလောက်ကတော့ premium ပဲဖြစ်ပါမယ် western market တွေကဈေးတွေနဲ့ဆိုလို့ရှိရင်ဒီဖုန်းတွေကဈေးနဲ့တယ်ဆိုပေမဲ့ဒီဈေးကွက်မှာအဲ့ဒီ global မှာဟိုပဲဒီတဲ့ပိုကောင်းတဲ့ build quality အများကြီးပိုကောင်းတဲ့တရုတ်ဖုန်းတွေရှိတယ်ပြီးတော့ IP54 ဆိုတဲ့ water resistant ကလည်းတိတ်အားရစရာကောင်းတဲ့ထင်မှာမပါဘူး nothing phone 3a ရော cm phone 2 pro ရောထဲ hand feeling premium ဖြစ်တဲ့ခံစားချက်ကိုရကြရင် nothing phone 1မှာအများကြီးပို ောင်းတယ်ခုနေ nothing phone 1သာ software update နောက်ထပ်3နှစ်လောက်ထပ်ရမယ်ဆိုရင်အဲ့ဒီစား nothing phone 1ကိုတော့ရွေးမိလိမ့်မယ်နောက်ထပ်ဒုက္ခပေးတာတစ်ခုကဒီ essential button ဆိုရဲကောင်ဒီကောင်ထားပေးလိုက်တဲ့နေရာပေါ့နော်ခဏခဏ power button နဲ့မှားနေမိတယ်သူတို့တော့အတတ်နိုင်ဆုံး power button နဲ့မရောအောင်လို့ရှိပ်ပြီး finish ရောပြောင်းပေးထားတယ်ရုပ်တရက်ဆိုလို့ရှိရင်မှားနေမိတာပဲဒီ volume button နေရှိတဲ့ဘက်ကိုပြောင်းထားပေးမယ်ဆိုရင်တော့မှ data ပို့ပြီးအဆင်ပြေအောင်မယ်လို့ခံစားရတယ် essential button နဲ့သုံးရတဲ့ဒီ essential space ကလည်းကျွန်တော်ပထမထင်ထားရသလောက်အရင်ကြီးတော့အတုံးမလိုနေဘူးပေါ့နော် polish မဖြစ်နေသေးဘူးအဲ့အကြောင်းကိုတော့ကျွန်တော်တို့ software session ရောက်ရင် အသေးစိတ် session ပြမယ်လောလောဆယ် display ဘက်ကိုသွားမယ် display ကဒီဖုန်းမှာဘာမှ complaint တက်စရာတစ်စက်မှမရှိဘူး6.77 inches 120hz AMOLED panel သုံးထားတယ် 10bit color ရမယ် HDR 10+ support ရမယ်3000 nits peak brightness ရမယ် hibernate mode မှာဆိုရင်လည်း1300 nits လောက်ထိရတယ်ဆိုတော့နေရောင်အောက်မှာကောင်းကောင်းသုံးလို့ရတယ် CMS phone 1တုန်းကနဲ့ရှင်လိုက်ရင် display ပိုကောင်းလာတာတော့တော်တော်လေးတည်တာတယ် Nothing 3A ရဲ့ display နဲ့လည်းဒီကောင်တွေကအတူတူပဲဆိုတော့ display ကတော့ share ပဲ good တယ်ပေါ့နော် display ကောင်းပေမဲ့ stereo speaker မပါတာကလည်းဒီဖုန်းကိုမဝယ်ပြစ်အောင်လို့ deal breaker ဖြစ်သွားစေတဲ့အချက်တွေကပါတယ်မရတော့ဘူးသိရမလား stereo speaker ကြီးနဲ့တော်တော်ကြီးအသားကျသွားပြီမပါရင်ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်သတင်းထောက်တာပဲဖြစ်ဖြစ်တစ်ခုခုလိုနေတယ်လို့ခံစားရတယ် အတန်ကျေတာမကျေတာထက် left right ခွဲထွက်လာတဲ့ surround sound မဟုတ်ရင်အဆင်မပြေတော့ဘူးအတန်ကတော့ကျေပါတယ်ဒါ mid စီ high စီလည်း clear ဖြစ်တယ်အတန်ကျေထိုင်းရင်တော့မှ distort ဖြစ်သွားတာမျိုးသိမရှိဘူးကျွန်တော်တို့ကြီးမများတဲ့သူဆိုရင်တော့အဆင်ပြေကောင်းပြေးနိုင်တယ် performance ကဒီဖုန်းမှာ software ကြောင့်သာအယမ်းမြန်အယမ်းတွက်ပြီးတော့ကောင်းတယ်လို့ခံစားရတာတကယ်တမ်းကဒီ Dimensity 9300 Pro က CMF firmware မှာဒုံးကတုံးခဲ့တဲ့ Dimensity 9300ကိုပဲ clock speed မြင့်လာတာတိတ်အများကြီးပိုကောင်းလာတာမျိုးမဟုတ်ဘူး benchmark တွေအရဆိုရင်10000ရယ်နုံးတော့ပဲပိုမြန်တယ်။ Snapdragon ဘက်ကနဲ့ရှင်မယ်ဆိုလို့ရှိရင် င်နေတဲ့ဖုန်းကမှာတော့သုံးခဲ့တဲ့ Snapdragon 778G လောက်နဲ့ကအတူတူတော့ပဲဆိုတော့ daily usage နဲ့ light gaming နဲ့မှာတော့ပြဿနာမရှိဘူးအဓိကက nothing UI ငုံက lightweight ဖြစ်တာကြောင့်ရယ် optimization ကောင်းတာကြောင့်ရယ်ဖုန်းကပို့ပြီးတော့ snappy ဖြစ်တယ်လက်ရှိအိပ်ဘဲသုံးနေတဲ့เนาะ Note 14 Pro Plus က 7S Gen 3ဆိုတော့ Dimensity 9300နဲ့ရှင်းလိုက်ရင် raw performance ပိုကောင်းပေမဲ့ UI ကဝဲဆွဲထက်နေတဲ့အခါကျတော့တစ်ချက်တစ်ချက်ထစ်ချင်တယ်လို့မျိုးခံစားချက်မျိုးကခဏခဏရ CM Phone 2 Pro မှာကျတော့အဲ့လိုမျိုးဖြစ်တာမျိုးမတွေ့ရဘူးဒါဖုန်း model အစ်စ်တွေအများကြီးမထုတ်တဲ့ company မှာအဓိကရတဲ့အသာချက် က်ပေါ့နော် support ပေးရတဲ့ device ကနေတဲ့ခါကျတော့တေးသေးချာချာသူတို့ GUI ဆိုင်ပေးနိုင်တယ် hardware တွေ software တွေနဲ့ကြားတွေကိုနော်ကာနန်ကောင်းကောင်းနေ schedule ကောင်းကောင်းနေ optimize လုပ်ပေးထားနိုင်တယ်ဒါပေမဲ့ android while you can ပေါ့နော်အဲ့လိုမျိုး oxygen os နဲ့ကောင်းပါတယ်ဆိုတော့ oneplus လေဖုန်းတွေအများကြီးထွက်လာတဲ့အခါကျတော့ဘလို့ဖြစ်သွားလဲငါတို့တည်တာပဲပြီးတော့16သိန်းလောက်သုံးမှပဲ256 rom version ရမှာဆိုတော့အဲ့ဒီခုကလည်းရှိသေးတယ်14သိန်းတန် base version က128 gig နဲ့ဒီခေတ်မှာသုံးရတာလောက်တယ်ဆိုရင်လောက်လေးပဲရှိတော့တယ်အရင်အဆင်ပြေတဲ့အနေထားမဟုတ်တော့ဆိုတော့ gaming performance နဲ့ benchmark တွေနဲ့ကိုအခုဒီမှာပြထားတယ်ကိုယ့်ဘက်သားကိုတစ်ချက်ကြည့်ကြည့်လိုက် ီးတော့เนาะတော်တော်လေးကိုအထင်ကြီးထားရတဲ့ essential space ကလည်းထင်သလောက်မဟုတ်လောက်အဲ့အကြောင်းကိုကျွန်တော်ပြောပြမယ်သူအလုပ်လုပ်တဲ့ပုံစံက to do တွေဒါမှမဟုတ်မှတ်ချင်တာတွေကိုဘေးက hardware button လေးနဲ့မှတ်တဲ့သဘောတစ်ချက်နှိပ်လိုက်ရင် screenshot plus note ဖိထားလို့ရှိရင် screenshot နဲ့ voice recording နဲ့အဲပြီးတော့ဒီအတန်ဖန်းတာကို AI နဲ့ transcribe လုပ်ပြီးလို့ရှိရင်လုပ်เสียရရှိတဲ့ကိစ္စဆိုရင်ဒါ to do တွေကိုသွားထည့်ပေးတယ် nothing ရဲ့ဒီ idea ကိုတော်တော်လေးသဘောကျလာကျွန်တော်ကလည်းဒီ productivity ဘိုင်းကိုစိတ်ဝင်စားတဲ့အခါကျတော့ဒါအများကြီးထောက်ကူပြုမယ်လို့ထင်တယ်ဒါပေမဲ့ idea ကို execution လုပ်တဲ့နေရာမှာသူတို့ perfect မဖြစ်ဘူး ူးပါเนาะအဓိကပြဿနာသူ့ရဲ့ speech recognition နဲ့ transcribe လုပ်ပြီးတဲ့ AI နဲ့ကကောင်းတဲ့တော့မကောင်းသေးဘူးနည်းနည်းလေး complex ဖြစ်တဲ့စာကြောင်းတွေကိုအင်္ဂလိပ်လိုပြောလိုက်ရင်ကိုပြောတာတမျိုးသူ transcribe လုပ်တာတမျိုးဖြစ်နေတယ်ဒါ script writer ရဲ့ ငပိတန်လေးနေနဲ့ပါနေတာကြောင့်တော့ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီစကားတွေကိုပဲ Gemini AI နဲ့ပြောလိုက်လို့ရှိရင် Gemini မှာအဲ့လိုမှားနေတာမျိုးမဖြစ်ဘူးအဲ့ဒီ AI ဘိုင်းကဒီတက်ပို့ပြီးတော့တိုးတက်ဖို့လိုသေးတယ်ပေါ့နော်ပထမတစ်ချက်ကဒုတိယတစ်ချက်ကအဲ့လိုမျိုး space ကြီးတစ်ခုလုံးလှုပ်ထားပြီးတော့ဒီဖုန်းမှာပဲတုံးလို့ရတာ essential space ကဒီ nothing phone တွေကလွှဲရင်တခြားဘယ်နေရာမှာမှတုံးလို့မရဘူး productivity software တွေမှာ cross platform compatibility ကအရင်အရေးကြီးတယ်ဆိုတော့ကိုကဘယ်သွားသွားဘယ်နေရာရောက်ရောက်ဘယ် device ပေါ်မှာရောက်ရောက်တိုက်တဲ့ကိုယ့်ရဲ့ device ပေါ်ကနေပြီးလှမ်းကြည့်လို့ရရင်ပိုကောင်းတာပေါ့နော်ပိုကောင်းတာပေါ့မဟုတ်ဘူးအဲ့လိုဖြစ် ်ကိုဖြည့်ရမှာဆိုတော့အခွက်ကြတော့အဲ့လိုမျိုး cross platform မဖြစ်နေဘူးပြီးတော့အဲ့ဒီ voice memo တွေက essential space တွေမှာပဲရှိတာအပြင်ကို backup အနေနဲ့ပြန်ကူးထုတ်လို့မရအောင်ပဲရှိသေးတယ် to do နဲ့ calendar ကိုလည်းမချိတ်ပေးထားဘူးဒီအချက်တွေကဒီ essential space ကိုသုံးရတာမှာအနှောင့်အယှက်ဖြစ်စေတယ်အဲ့ဒီစားကျွန်တော်တို့ကတော့ဘယ်လိုလုပ်လိုက်လဲဆိုတော့ Gemini ရယ် Google Docs ရယ် Google Note ရယ် Google Calendar workflow ရယ်အဲ့ဒါ AI transcribe feature မှာပါတာလွှင်းရင်အများကြီးပို့ပြီးတော့ reliable ဖြစ်တယ် essential space ကလည်းနောက်ပိုင်း software update တွေမှာပိုကောင်းလာနိုင်တယ်ဆိုပေမဲ့သတင်းတိုးတိုးတန်းတန်းထွက်နေတာက AI feature တွေကို အစ်စ်ထည့်ပေးပြီးတော့တစ်နှစ်ကိုဒေါ်လာ120လောက်ထိနှိစင်ကြေးကောက်မယ်လို့လည်းသတင်းတွေထွက်နေလက်ရှိဒီ testing phase အနေနဲ့ free ပေးထားတာပေါ့ဗျာဒါမှမဟုတ်လဲ basic feature တွေကို free ပေးပြီးတော့ AI feature အကောင့်တွေကိုသုံးကျင်ရင်နှိစင်ကြေးပေးရမယ်ဆိုတာမျိုးဖြစ်ကောင်းဖြစ်လာနိုင်တယ် okay software ပြီးတော့နောက်ထပ်တစ်ချက်တိုင်ပတ်နေတာကကင်မရာပေါ့နော် 3A ရဲ့ ISO cell GN9 50 megapixel main sensor အတူတူသုံးထားတယ်ဒါပေမဲ့ tuning နဲ့ optimization တွေမှာဘာတွေတိုင်ပတ်နေလဲမသိဘူး quality ကတိတိကျကျအောင်ကွာဒီဒီတွေလိုနေတာပေါ့နော်ပုံတွေကဖြူဖြော့ဖြော့နဲ့နည်းနည်း washed out ဖြစ်နေတယ်ပြီးတော့လိုလိုက်မှဆိုလို့ရှိရင် noise ကြီးများနေတယ် တွေ့အရာကိုကောင်းလားဆိုတော့တွေ့အိမ်မှာ white balance ပြဿနာရှိဆိုလိုတာကတနေရာထဲမှာတစ်ချိန်ထဲမှာပဲ lighting တစ်ခုထဲမှာပဲနှစ်ပုံရိုက်မယ်ဆိုရင်တော့မှဒပုံကဖြူပြီးတော့ဒပုံကဝါနေတာမျိုးခါတလေမှာဖြစ်တတ်တယ်ပြီးတော့ lighting အနီထိုးထားတာကိုရိုက်လိုက်လို့ရှိရင်ဝါသွားတာမျိုးလည်းဖြစ်တတ်တယ်ဆိုတော့နှစ်ခုစလုံးကတော့ဟို Sogi Mac camera တွေတော့မဟုတ်ဘူးရယ် CMF 2 Pro ကတော့ objectively ကိုပိုဆိုးတယ် Dimensity SoC ရဲ့ ISP ကတိတ်မကောင်းတာကြောင့်လဲအာ တနည်းအားဖြင့်ပါနိုင်တယ်ပေါ့နော် software ကြောင့်ဖြစ်တာဆိုလို့ရှိရင် 3A လောက်ပြန်ကောင်းလာနိုင်တယ်ဆိုပေမဲ့ ISP ကြောင့်ဆိုလို့ရှိရင်တော့ software update နဲ့လည်းပြန်ကောင်းစရာအချက်ကိုမရှိဘူးဆိုတော့ဒီနေရာမှာ Redmi ကတော်တော်လေးဟုတ်နေပြီအရင်ကလိုမျိုးဒီ white balance မှားတဲ့ပြဿနာမျိုးကမရှိသလောက်ရှားသွားပြီပေါ့နော် image processing မှာဆိုရင်လည်းနည်းနည်းပိုကောင်းတယ်ဆိုတော့ဒီဖုန်းကိုရွေးမယ်ဆိုရင် Note 14 Pro Plus ရဲ့ camera အနေနဲ့ downgrade ကဖြစ်သွားအောင်မယ်ထားပါတော့ CMF Phone 2 Pro မှာ CMF 1တော့ကလိုမျိုး camera တစ်လုံးနဲ့မဟုတ်တော့ဘဲနဲ့ ultra wide နဲ့ telephoto ထည့်ပေးလာတာကတော့သဘောကျစရာ 2x telephone တို့ကပြောလို့ပြောတာမဟုတ်ဘူးတကယ်သုံးလို့အဆင်ပြေတယ်။အဲ့ဆိုဝက်ကတော့တိတ်မကောင်းဘူးမနော်ပါတယ်ဆိုုံတော့ပေါ့ ပြီးတော့နောက်ထပ် CMF 2 Pro မှာထပ်ကောင်းတာက selfie camera Telegram တို့ဘာလို့မှ video call ပြောမယ်ဆိုရင်တော့သူ့ရဲ့ selfie camera က Note 14 Pro Plus ထပ်ပိုကြီးတယ်ဒါလည်း software ကြောင့်မင်းလို့တော့ထင်တယ်နသင်းရဲ့ True Lens Engine 3ဆိုတဲ့ကောင်ကိုသုံးထားတာကြောင့်ဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ hardware အနေနဲ့မှာက Redmi Note 13မှာသုံးထားတဲ့16 megapixel Galaxy Core GC 16 B3 ပဲဆိုတော့ hardware အရဘာမှထူးဆန်းနေတဲ့ထူးခြားနေတဲ့ camera မဟုတ်နေဘူး battery ဘက်ကိုဆက်မယ်ဆိုလို့ရှိရင်9000 mAh ပဲပါတာအခုခေတ်မှာ silicon carbon battery နဲ့9000ဆိုတာနေသွားပြီ ဒါပေမဲ့ battery life ကတော့အရင်တော့မစုပ်ဘူး။အတရက်တာကောင်းကောင်းလုံလောက်တဲ့ battery life တော့ရတယ်။ရှင်သုံးကြည့်တဲ့အချိန်မှာကျတော့ Nothing 3A ထက်တော့မှနည်းနည်းလေးပိုအားခံသေးတယ်။ Glyph interface ပဲမပါလို့ပဲလားအဲ့ဒါတော့မပြောတတ်ဘူး။အပြောင်းအလဲမှုအတွက်ကို 33W fast charging ပဲရမယ်။ ပြီးတော့ထုံးစံနိုင်မယ်အသွင်လုံးမပေါ CMF Phone 2 Pro ကိုအသွင်ပို့ကို PPS ပြီးတော့ PD 3.0အဲ့လိုမျိုး protocol support လုပ်တဲ့ adapter တုံးတွေနဲ့အသွင်ရမယ်အဲ့ဒါရတဲ့သူတို့စီကထုတ်ထားတဲ့ CMF charger ဝယ်ဖို့ကတော့ဒီမှာတော့နည်းနည်းခက်တယ် 33W PD 3.0 output ရတဲ့ charger ခင်ဗျားစီမှာအဆင်သင့်မရှိနေရင်ဒါလည်းအာရုံနောက်စီရပါဘောနော်အပြင်သွင်းမှုကကျတော့0 to 100ကိုတနာရီခွဲလောက်ကြာဆိုတော့ကဲအဆုံးသက်ပြောရင် CMF Phone 2 Pro ရော Nothing 3A ရောကဒီလက်ရှိ Redmi Note 14 Pro ကင်ထားတဲ့ဘဲအနေနဲ့ကအဆင်မပြေသွားဘူး ဆိုတော့အဲ့ဘဲကတော့ဖုန်းရှာပုံတော့စက်ဖွင့်အောင်မယ်တဲ့။ကျောင်းမီကဒီ boot loader unlock ပိတ်လိုက်ပြီးတော့ OnePlus ကလည်းအရင်လိုမဟုတ်ဘူးပြောင်းလဲသွားပြီဆိုတဲ့အချိန်မှာ UI clean ဖြစ်မယ် build quality ကောင်းမယ် notification နောက်မကြောက်ဘူးဆိုတဲ့ဖုန်းတစ်လုံးကိုရဖို့ကတော်တော်လေးခက်သွားပြီ။ Redmi Plus 85ဝယ်ပြီးတော့ OS ပြောင်းသုံးမှုအတွက်စဉ်းစားပြီးမယ်။ OS ပြောင်းလိုက်လို့ရှိရင်ကင်မရာပြဿနာရှိကြတာတို့ကင်မရာ fix ဖို့အတွက် file flash လိုက်ရင် official update မရတော့တာတို့ပြီးတော့အများရန် recovery ကနေပြီးတော့ update တင်နေရမှာတို့အဲ့လိုမျိုးတွေရှိတဲ့အခါကျတော့ဒီကောင်လည်းသူမလဲရဲဘူး။ Google ရဲ့ Tensor SoC တွေကိုမကြိုက်ဘူးဆို ပေမဲ့ရွေးဖို့က Google Pixel 8 Pro လောက်ပဲကျန်တော့မယ်လို့သူထင်တယ်။ OnePlus 13T ဒါမှမဟုတ်13လည်း Oxygen OS ကိုအထင်ငော့မရှိပြောင်းနိုင်နေဆိုလို့ရှိရင်တော့အဲ့ကောင်လေးလည်းထည့်စင်းစားလို့ရတယ်။ဟောညိုပြောဖို့ကြံခဲ့တယ်။ဈေးသိမ့်မကွာတဲ့ Nothing 3A နဲ့ CMF Phone 2 Pro နဲ့ဘာရွေးရမလဲဆိုရင်ကျွန်တော်သာဆိုရင်တော့ 3A ကိုပဲ recommend ပေးလိမ့်မယ်။အာကင်မရာပိုကောင်းမယ် Glyph interface ရမယ် SOC မသိမသားလေးပို့ကောင်းမယ် stereo speaker ပါမယ် CMF 2 Pro ကတော့မြန်မာနိုင်ငံအနေနဲ့စဉ်းစားရင်တိတ်မတန်အောင် notification နှောက်ရတာ UI စုတ်တော်ကိုသီးခံနိုင်ရင် ီဈေးမှာဒီထက်အများကြီးပိုကောင်းတဲ့တရုတ်ဖုန်းတွေရှိနေတယ်ဆိုတော့လူနည်းစုလောက်အတွက်ပဲဖြစ်လိမ့်မယ်ပေါ့နော် Nothing OS ကိုတုံးကျင်တပါဆိုလို့ရှိရင်လည်း CMF Phone 1ကိုပဲဝယ်ရမှာပေါ့ဒါပေမဲ့ cashback ကတော့ကုန်သွားပြီ ဆိုတော့ cashback မရှိတော့ဘူးဆိုရင်တော့လည်းတိတ်တော့မတန်တော့ပြန်ဒါပေမဲ့ CMF phone one ကို cashback နဲ့ဝေခဲ့ပြီးတော့ဒီဘဲကမကြိုက်လို့ပြန်ရောင်းတာဆိုရင်အဲအဲ့လိုမျိုးလေးတွေတော့ချိုးချောင်လိုက်နှက်လို့ရရင်ရမယ်မပြောတတ်ဘူးဗျာဆိုတော့ဆိုလိုချင်တာကတော့ CMF phone one နဲ့ဒီ phone 2 pro နဲ့က experience မှာအများကြီးกว่าနေမှာမဟုတ်ဘူးဈေးကတော့နှစ်ဆလောက်กว่าသွားလိမ့်ဆိုတော့ခင်ဗျားတို့ရောဒီ CMF phone 2 pro ကိုဘယ်လိုမြင်လဲ၁၄သိန်းဝန်းကျင်ကတန်တယ်လို့ထင်အောက်က comment တွေမှာဝင်ရောက်ဆွေးနွေးညှိနှုန်းသွားလို့ရပါတယ် okay နောက်နေမှတွေ့တာပါ